ကဘာကျော်ပုဂ္ဂိုလ်ရင်းနဲ့တူနိုင်ငံသားကပြတိုက်မှာဂုံယူစွာဖော်ပြခံနေရတဲ့ပရိဒတ်ကိုထုံးမင်းပရိဒတ်များလုံးမဲ့မင်္ဂလာဝါရှစ်ဘာမစ်နောက်ကနေပြလဲကြိုးစိုးလိုက်ပါတယ်။မလေးရှားနိုင်ငံကပြတိုက်တခုမှာနိုင်ငံတကာကအထင်ကြီးပုဂ္ဂိုလ်ရင်းနဲ့တဒန်းနဲ့ထားပြီးဂုံပြူချင်းခံနေရတာကတော့ မြန်မာနိုင်ငံကပရိဒတ်မင်းသားကြီးကိုထုံးမင်းဖြစ်ပါတယ်။ဒါကြောင့်လည်းပရိဒတ်ကိုထုံးမင်းတယောက်တော်တော်လေးကိုဝမ်းသာဂုဏ်ယူနေပါတယ်။အားလုံးသိကြတဲ့အတိုင်းပရိဒတ်ကိုထုံးမင်းဆိုတာကအကူအညီလိုအပ်နေတဲ့ပြည်သူတွေ၊စေကူဖို့အတွက်လိုအပ်နေတဲ့သူတွေ၊ဒုက္ခရောက်နေတဲ့လူတွေကိုလိုက်လံကူညီနေရဖြစ်ပါတယ်။ အထူးသဖြင့်ပရိဒတ်ကိုထုံးမင်းဟာဘာသာခြားဖြစ်ပေမယ့်ဘာသာမရွေလူမျိုးမရွေစိတ်ထားဖြူစင်မောမြတ်စွာနဲ့ကိုကျိုးစည်းပွားမပါတဲ့လေးစားစရာပရိဒတ်လုပ်ငန်းတွေကိုဆောင်ရွက်နေမှုတွေကြောင့်ပရိဒတ်နတ်သားဖြစ်နာမည်ကြီးနေတာဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့ရန်ကုန်မြို့မှာဘယ်လိုမျိုးဒုက္ခရောက်နေသူပဲဖြစ်ဖြစ်ကိုထုံးမင်းကလာရောက်ကူညီလေးရှိပါတယ်။ပရိုက်တာကိုထုံးမင်းဟာတာမလူတူးဆိုပေမဲ့ငယ်စဉ်ကတည်းကပရိုက်တာအလုပ်တွေအများအကျိုးအတွက်လုပ်ရတာကိုဝါသနာပါခဲ့တဲ့သူပါ။ဒါကြောင့်လည်းကိုထုံးမင်းကသူ့သက်ဆွမ်းသမျှလှုပ်အားနဲ့ဒုက္ခရောက်နေတဲ့သူတွေကိုငယ်စဉ်ကတည်းကကူညီခဲ့တာဖြစ်ပါတယ်။ပရိုက်တာကိုထုံးမင်းဟာအခုလက်ရှိ30ကျော်40အရွယ်မှာလည်းပရိုက်တာအကျိုးပြုလုပ်ငန်းတွေကိုဒီဇိုင်းမမဆက်လက်လှုပ်ဆောင်နေခဲ့တဲ့သူပါ။ တကယ်ဆိုရင်ပရိုက်တာကိုထုံးမင်းဟာငွေကြေးကြီးကြီးတက်ချမ်းတာတဲ့သူတဦးမဟုတ်တယ်လို့ဆယ်လီတယောက်ဆောင်အနုပညာရှင်တဦးလည်းမဟုတ်ပါဘူး။ဒါပေမဲ့လေကိုထုံးမင်းကသူရဲ့ဖြူစင်တဲ့ပရိုက်တာလုပ်ငန်းတွေကြောင်းပြည်သူတွေကြားမှာရောဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာရောမသိသူမရှိလောက်အောင်ကိုတော်တော်လေးထင်ရှားပြီးလူသိများတဲ့သူဖြစ်ပါတယ်။ ကိုတော်မင်းဟာလမ်းဘေးမှာတနေရာပြီးတနေရာသွားရောက်ပြီးတော့အကူအညီလိုအပ်နေတဲ့သူတွေကိုငွေကြေးအစားအသောက်တွေနဲ့လိုအပ်တဲ့အရာတွေကိုအမြဲတမ်းကူညီပေးတတ်တယ်လို့သူကတဆင့်လူတန်းပေးတဲ့အလူရှင်တွေသိအောင်လဲဆိုရှယ်မီဒီယာမှာအမြဲတမ်းပွင့်လင်းစွာနဲ့ခြားပြလေးရှိပါတယ်။ အထူးသဖြင့်ကိုထွန်းမင်းရဲ့စိတ်ဓာတ်ဖြူစင်မှုနဲ့ပရိုက်တာအလုပ်တွေကိုလေးစားလုံးငွေကြေးတက်နိုင်တဲ့သူတွေဟာကိုထွန်းမင်းကိုငွေတွေလှူဒန်းလေးရှိပါတယ်။ဒီလိုစေတနာရှင်ပြည်သူတွေလှူဒန်းထားတဲ့ငွေတွေကိုလည်းပရိုက်တာကိုထွန်းမင်းကပွင့်လင်းစွာပဲချပြပြီးတော့ဘယ်နေရာမှာဘလောက်သုံးစွဲထားကြောင်းတိတိကျကျဖော်ပြလေးရှိပါတယ်။တချို့လူတွေဆိုရင်ပရိုက်တာလုံရင်နဲ့ကားစီးကြတာတိုက်ဆောက်ကြတာတွေရှိပါတယ်ပရိုက်တာကိုထုံးမင်းကတော့ကိုကြိုးစီးပွားမပါပဲပရိုက်တာအလုပ်တွေလုပ်ကင်နေရပါ ပရိုက်တာမင်းသားကိုထွန်မင်းကတော့ပရိုက်တာလုပ်တွေကိုဒီလိုမျိုးအကျိုးဆောင်နိုင်ခဲ့ရကြောင်းမလေးရှားနိုင်ငံကပြကန်းတခုမှကဘာကျော်အထင်ကရကြော်ကြားသူတွေနဲ့တဒန်းနဲ့ထားပြီးသူ့ရဲ့ပုံကိုချိတ်ဆွဲကုန်ပြုခံနေရပါတယ်။အဆိုပါပြကန်းထဲမှာထိတ်သီးကဘာကောင်းဆောင်နဲ့အနုပညာရှင်တွေနိုင်ငံရေးကောင်းဆောင်တွေနိုင်ငံအသီးသီးကအာဇာနည်တွေရော်နယ်ဒိုမက်ဆီတို့လိုထင်ရှားကြော်ကြားတဲ့အကစားသမားတွေရဲ့ဓာတ်ပုံတွေရှိပါတယ်။ ကိုတွုံးမင်းကိုတော့မြန်မာနိုင်ငံရဲ့အထင်ကရပုဂ္ဂိုလ်တဦးဖြစ်ဘိုးကျော်အောင်ဆန်းအောင်လအောင်ဆန်းတို့နဲ့အတူတူရှင်တွဲပြီးတော့ချိတ်ဆွဲဖော်ပြထားခဲ့ရပါ ကိုတော်မင်းနေနဲ့အခုလိုမျိုးအမှတ်မထင်ပဲသူ့ကိုအတိမပြုခံရတာတွေ့လိုက်ရတဲ့အတွက်အယံကိုဝမ်းသာမဆုံးဖြစ်နေခဲ့ပါတယ်။ကိုတော်မင်းကတော့ပြည်ရင်းမှာလည်းဂုံပြူစုတွေများစွာကိုရရှိထားပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဒီလိုမျိုးနိုင်ငံတကာကပါအတိမပြုချီးကျူးရတဲ့ပရိသတ်မင်းသားကြီးကိုတော်မင်းကိုဘယ်လိုမျိုးထင်မြင်ယူဆလဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။